ဒီတစ်ခေါက်မှာစိတ်ဖြစ်မှုတွေကိုဘယ်လိုမျိုးမမှန်ကန်ကန်ရှော့ချလို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုလေ့လာရင်းနဲ့ vocabulary ethic လေးတွေကိုအတူလေ့လာကြည့်ရအောင်။အာပထမတစ်ခေါက်မှာဇီကတကြောင်းချင်းစီကိုဖတ်ပြပြီးတော့စကလုံးတစ်လုံးချင်းစီရဲ့အတိတ်ပဲတွေကိုအာဘာသာပြန်ပြီးတော့ရှင်းပြသွားမယ်။ဒုတိယတစ်ခေါက်မှာ pronunciation နဲ့ reading practice အတွက် English လိုပဲတည်တဲ့တစ်ခေါက်ထပ်ပြီးတော့ဖတ်ပြသွားမယ်။ be mindful about reducing stress ဒါကကျတော့စိတ်ဖိစီးမှုတွေကိုလျှော့ချတဲ့နေရာမှာဒါကိုအနေနဲ့သတိလေးထားပြီးတော့လုပ်ပါပေါ့ whether or not uh, the threats we perceive are real uh, threats ဆိုတာကဒီချိန်ချောင်းမှုတွေအနေရဟို ပြတဲ့လက္ခဏာတွေပေါ့ we perceive are real ဒါတို့တွေတွေးမိတဲ့အဲဒီလိုမျိုးဟိုဒီ and you and ရရှိတဲ့လက္ခဏာတွေကတကယ်ဟုတ်တယ်လို့ပဲကိုယ်ရတွေးတွေးမဟုတ်ဘူးလို့ပဲတွေးတွေး stress is an easily identifiable condition စိတ်ပီစီမှုဆိုတာဒါလူတို့တွေလွယ်လွယ်ကူကူနဲ့ဒါသိနိုင်တဲ့အရာတစ်ခုပေါ့နော် that not only causes anxiety anxiety ဆိုတာဒါစိတ်ပူပန်မှုတွေစိတ်ပူပန်မှုတွေပဲဖြစ်စေတာမဟုတ်ဘူး but is also uh, highly psychosomatic. Sorry, psychosomatic. Psychosomatic is a disease. ဒီလိုပူပန်မှုတွေကြောင့်မဖြစ်လာတဲ့အာဒီဟိုခန္ဓာကိုယ်မှာဖြစ်တာတွေယောဂါတွေပေါ့ဒါလေးကိုလည်းဒါ highly ဆိုတာအာ ဒီလိုပြင်းထန်တဲ့ရောဂါတွေကိုလည်းဖြစ်စေတယ် affecting everything from our digestive system digestive system ဆိုတာကကျတော့ဒီဒီခန္ဓာကိုယ်ရဲ့ဒီအစာချေတဲ့အဖွဲ့အစည်းပေါ့အဲ့ဒီအဖွဲ့အစည်းကိုလည်းတည်ရမှုရှိသလို to our skin တို့ရဲ့အရေပြားပေါ်မှာလည်းဒါ stress ပြီးရင် watch နေထွက်တာမျိုးတွေအဲဒီလိုမျိုးပေါ့အဲ့လိုမျိုးရောဂါအရေပြားတွေအထိအများကြီးတည်ရမှုရှိပါတယ် This is why ဒါကြောင့်မလို့ preventing or prevention prevention ဆိုတာကဒါကာကွယ်တာပေါ့ကြိုတင်ကာကွယ်တာ the act of stopping something from happening So, piang, ဆိုမဖြစ်အောင်ကာကွယ်ရရပ်တန့်လိုက်တယ်ဆိုတာ is so important အရာအရေးကြီးတဲ့ in avoiding ဆိုတာကရှောင်ရှားတဲ့ the toll toll ရဲ့မူရင်းအတိတ်ဘယ်ကတို့တွေခရီးတွေပါတယ်တော်ရချင်းတိုင်း toll gate ဆိုပြီးရှိရ right a toll gate မှာပေးရတဲ့ပတ်စံကို toll လို့သုံးတယ်ဆိုတော့ဒီလိုမျိုးကုန်ကျစရိတ်ကိုရှောင်ရှားတယ်ပေါ့ဒါမှမဟုတ်လဲဒါနောင်တာကုန်ကျစရိတ်တင်မယ်မကဘူးဒါဆိုင်းသူပြောချင်တာကဒါကိုပေးရမယ့်အချိန်တွေရောဒါကိုခံကိုခံတာကနေအေးခံစားရမယ့် energy တွေရောကုန်စွမ်းမယ့် energy တွေရော and ဒီငွေကုန်ကြီးကြတယ်ဒီလို ိုမျိုးဟိုအကုန်လုံးကိုသူကကွယ်ဖို့အတွက် that stress takes on us takes on us ဆိုတာကိုကိုအဲ့ဒီအခြေအနေကိုဖြစ်စီတာပေါ့ CPC မှုရသွားတဲ့ချိန်ညရင်ကိုဖြစ်လာမယ်နောက်ဆက်တွင်စိုးကျိုးတွေကနေကကွယ်ဖို့ကအရန်အရေးကြီးပါတယ်လို့ပြောထားတာ and why many experts expert ရဲ့အဓိပ္ပာယ်ကျတော့ကျွမ်းကျင်ပညာရှင်တွေပေါ့ recommended ဘာကြောင့်အကြံပြုကြတယ်လဲ practicing mindfulness ဒါကြောင့်မို့လဲ mindfulness ဒါစိတ်ကိုတည်ငြိမ်ဖို့အတွက်စိတ်ကိုတည်ငြိမ်အောင်နေထိုင်ဖို့အတွက်ပညာရှိတော်တော်များများကအာဒီ stress ကို short ချဖို့အတွက်ပေါ့လေနော် mindfulness ကို practice လုပ်ဖို့အတွက်အများကြီးဒါကြောင့်မို့လို့အကြံပြုကြတာဖြစ်ပါတယ် the central premise premise ရဲ့အဓိပ္ပာယ်ကျတော့ the idea or theory ဆိုတဲ့အဓိပ္ပာယ်မျိုးဟိုဒီအဓိကဒါအကြောင်း ဟို program နဲ့ the central premise of this threat reduction method ဆိုအာဒီ premise ဆိုတာဒီလိုမျိုးနီးလန်းကိုပြောချင်တာပဲ stress reduction ဆိုတာက reduction တိပဲကကြွ cutting ဟို video editing တွေလုပ်တဲ့သူဆိုရင် trimming ဆိုတဲ့စကားလုံးကိုသိတယ်မင်းတို့ကကြတော့ဒီ video လေးတွေကို cut လုပ်တာတိ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 ချင်းနေဖြတ်တာမျိုးဟို trim လုပ်တယ်လို့သုံးတယ်ဆိုတော့ဒီလိုမျိုး CPC တွေကိုဖြတ်ချဖို့အတွက် short ချဖို့အတွက်ရပ်တန့်ဖို့အတွက်နီးလန်းပေါ့အာ နီးလန်းရင်ဒါပါဒီလိုမျိုးနီးလန်းရင် idea က is ဘာကြောင့်လဲဆိုတော့ focusing on the self ဒါကိုကိုကိုဟိုပြန်ပြီးတော့အယုံစိုက်လိုက်ခြင်းပေးပေါ့ that's stress တွေကို short ချကြည့်ရင်ဒါပုံမှန်ဒါဒီ knowledge အနေနဲ့ဆိုရင်ထည့်ပြောတာပေါ့เนาะဒီတဲမှာတော့ထည့်မှာပြောတာတို့တွေဒါကိုကိုလေးဆိုရင်သတိထားမိတဲ့အရာလေးတစ်ခုဖြစ်တယ် stress တစ်ခုဖြစ်လာပြီ တကူကူဒါဒီ work အလုံးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် family နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့ personal development personal နဲ့ပတ်သက်တဲ့ကိစ္စတခုပဲဖြစ်ဖြစ်နဲ့ပတ်သက်လို့ stress တခုရလာပြီဆိုရင်များသဖြင့်တို့တွေက stress ဖြေဖို့အတွက်ဆိုရင်စီကြီးစိန်ဘာလို့ဖြစ်လဲဆိုရင် drama တွေကြည့်တယ်ဒါအဲ့ဒီကနေကိုက run away လောက်တာပေါ့ကိုယ်စီမှာရှိတဲ့ခေါင်းထဲမှာရှိတဲ့ဒီ and the m ဘယ်လိုရမလဲ displeasure တွေစိတ်မကြည်တာတွေကိုခဏလောက်ဖြေပြဖို့အတွက်ဆိုရင် drama ကြည့်တာမျိုးတွေလုပ်တယ် and being ဒီဒီအရင်ဒီ salty ဖြစ်တဲ့အစားအစာတွေအရင်ငယ်တဲ့အစားအစာတွေ or the sugar sugar sugary food တွေတခြားတဲ့များတဲ့အစားအစာတွေဒီလို junk food တွေပေါ့ဒီပင်လယ်စာတွေလေအကင်းချောင်းနဲ့အဲ့လိုမျိုးတောက်ဝဲစားတာမျိုးစားကြည့်နေပုံအဲ့လိုမျိုး stress ဖြစ်ရင်ပုံပြီးအဲ့ဒါတွေ craving ဖြစ်တယ်ပေါ့ဒါတို့တွေပုံမှန်ပါဆိုရင် stress ဖြစ်ရင်ဒီလိုနီးလန်းနေနေရှောင်ရှားကြတယ်တကယ်တမ်းကဒါတွေက healthy ဖြစ်တဲ့နီးလန်းတော့မဟုတ်ဘူးအာဒီမှာဆိုရင်စာရေးတွေသူဟိုပေးထားတဲ့နီးလန်းကကျတော့ ဒီလိုမျိုး stress ဖြစ်တယ်ဆိုရင်ကိုကိုကို focus လုပ်လိုက်တယ်နည်းလမ်းပေါ့ noticing our response ဒီလိုကိုယ့်ရဲ့တုံ့ပြန်မှုတွေကိုကိုကသတိပြုကြည့်တာ even if they are conditioned by habit ဒီလိုမျိုးကိုက stress တွေကတခုခုဖြစ်တာဒါကိုယ့်ရဲ့အလေးချိန်ကြီးကြောင့်လည်းဖြစ်နိုင်တယ် in order to be fully conscious of them ဒါတွေကိုကိုကအာဒီ in order to be fully conscious of them ဆိုရင်လုံးဝအဲ့ဒါလေးတွေကို the delete tab your in this way we connect with the here ဒီလက်ရှိကိုရှိနေတဲ့အနေထားကိုရောက်နေတဲ့နေရာကိုဖြစ်နေတဲ့အဖြစ်ပြက်ကိုစိတ်ထဲမှာရှိနေတဲ့ခံစားချက်နဲ့ကိုကချိတ်မိပြီးတော့ and now here and now ဆိုတာလက်ရှိပစ္စုပန်ကာလမှာပေါ့ and limit thoughts ဒါကိုကောင်းနေမှာပေါ်လာတဲ့အတွေးတွေကိုကိုကရပ်တန့်လိုက်မယ် and tend to spiral out of control spiral ရဲ့အတိတ်ဘယ်ကိုမြင်တာအောင်လို့ဆိုရစေပုံလေးတစ်ပုံတော့ပြခြင်းနဲ့ spiral ဆိုတာဒီလိုမျိုး ဝင်းကဘာလိုမျိုးကိုပြောချင်တာ spiral အခြေအနေတစ်ခုက spiral ဖြစ်တယ်ဆိုရင် dictionary မှာရှာကြည့်လိုက်တဲ့ချင်တာတစ်ခုကပို့ပြီးတော့ဆိုးလာဆို stress ဖြစ်ပြီးဆိုရင်တို့တွေမှာ negative thoughts တွေကောင်းထဲမှာအများကြီးပေါ်ပေါ်လာတယ် right ဆိုတော့အဲ့လိုမျိုး negative thoughts တွေကမကုံနိုင်တော့ဘူးဒီလို spiral ဆိုတော့ အဲလိုမျိုးပဲဟိုပူ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 ပြီးတော့တက်တက်လာပြီးလေအဲ့ဒီအတွေးကြားထဲမှာနှစ်မျောပြီးတော့ negative တွေပုံများလာပြီးတော့လူကပူပြီးတော့ခံစားချက်တွေဆိုးရွားလာတယ်အဲ့လိုမျိုးဖြစ်လာတယ် so spiral out of control ဆိုတော့ဒီကိုကထိန်းချုပ်ကိုကိုကိုထိန်းချုပ်လို့မရတော့ဒါအခြေအနေမျိုးတွေကနေဒါကိုကိုကို limit လုပ်ပေးတယ်ပေါ့ဒါကိုကိုကို stress ဖြစ်လာတဲ့အချိန်ကြရင်အဲကိုကိုကိုပြန်ပြီးတော့ focus လုပ်လိုက်မယ် ကိုယ့်ရဲ့လက်ရှိရှိနေတဲ့ here and now ကိုတတိလေးထားပြီး focus လုပ်လိုက်မယ်ဆိုရင်ဒီလို negative thoughts တွေကနေကိုယ့်ကိုယ်ကို limit လုပ်ပြီးတော့အကူကို safe လုပ်နိုင်နိုင်မယ်ပေါ့ we have to learn ဒါကိုတို့တွေကသင်ယူရမယ် to turn off turn off ဆိုတာပိတ်တာခလုတ်ကလေးတွေအဖွင့်ပိတ်လုပ်တယ်ဆိုရင်လည်း turn off လို့သုံးတယ် the autopilot autopilot ဆိုတဲ့အသုံးအနှုန်းကကြတော့အာဒီမှာ ဒီ pilot ဆိုတဲ့အတိပဲကျတော့ဒီမောင်းနေတဲ့သူပေါ့အော်ဒီလေယာဉ်မောင်းနေတဲ့သူ auto လို့ပြောရင်မောင်းနေသူလူမပါဘူး auto ဒီဆက်က auto ကိုအလုပ်အလုပ်လုပ်တာဟာမျိုး auto pilot လို့သုံးတယ်ပေါ့ဆိုတော့ဒီမှာအာ turn off the autopilot ဆိုအလုပ်လုပ်လုပ်တဲ့ခလုတ်ကလေးကိုတို့ရပိတ်တယ်ပေါ့ဒါရဲကဒီမှာကျတော့ဒါနမူနာနေတဲ့သူသုံးထားတာဒီတန်းဒီမှာပြောချင်တာကကျတော့ဒီကောင်းနေမှာအလုပ်လုပ်ဖြစ်လာတဲ့ တွေးတွေဒါတို့တွေကတမင်လောက်ယူပြီးတွေးစီရမလို့တဲ့အတွေးတွေအဲ့ဒါတွေကိုတို့တွေကအာပိတ်ဖို့အတွက်သင်ယူရမယ် that steering က steering ရဲ့အဓိပ္ပာယ်ကကျတော့တို့တွေကားတွေမောင်းတဲ့အခါမှာဆိုရင်လေအာကားလက်ကင်ကို steering wheel လို့ခေါ်ရင်လေဆိုတော့ဒီဟာကို steering ရဲ့အဓိပ္ပာယ်ကကျတော့ပြီးရင်ငကူမူရင်းကကျတော့ control လုပ်တယ်လို့သုံးတယ်ဒါတို့တွေတို့တွေကို ထိန်းချုပ်ဖို့ကြိုးစားတယ် in an endless endless ဆိုတာအဆုံးမရှိဘူး loop ဆိုတာကျတော့ queen လေး loop ကိုအကျတော့မြင်တာအောင်ဒီဟာလေးပေါ့ဒါပုံလေးတွေဒီ queen loop လို့သုံးရင်ဒါအဆုံးမရှိတော့ right လဲနေတော့ဒါပြီးရင်ဒါဒါပြီးရင်ဒါဆက်ဆက်ပြီးလာနေတို့ရ stress ဖြစ်တဲ့ချိန်ညရင်တခုခုနဲ့ပတ်သက်လို့ negative ဖြစ်ပြီးဆိုရင်ဒါကြီးကိုပဲထက်ကထက်ကဒီအတွေးတွေမှာပဲတို့တွေကအာထက်ကထက်ကထပ်ပြတွေးနေအဲ့ဒီအတွေးတွေဒီလိုမျိုးဟာတွေကိုဟို ဟိုဖြစ်စီတဲ့အတွေးတွေတို့တွေက auto pilot ကိုပိတ်ဖို့အတွက်သင်ယူရမယ်တဲ့ we all know people who snack အာဒီလိုမျိုး we all know တို့တွေအားလုံးသိကြပါတယ် people who snack ဒါမုံစားတဲ့သူတွေ while taking on the phone or oh, sorry talking on the phone ဒါဖုန်းပြောနေတဲ့အခါမှာ or watching the news တရင်ကြည့်နေရင်းတဲ့အခါမှာအာမုံစားတဲ့သူဒါမဟုတ်လေတို့တွေဖြစ်တဲ့ဟာဆိုရင်ဒါဒီစက်ကားကြည့်နေရင်းနဲ့ထမင်းစားရဲဆိုတဲ့မျိုး အော်ဒီထမင်းဆိုင်နဲ့ဂိမ်းစော့တယ်ဆိုတာလိုမျိုးဆိုသူတို့တွေအေးကိုတို့တွေတော်တော်များများသိကြတယ် so you ask them သူတို့တွေကိုမေးကြည့်လိုက် if the omelette they just ate omelette ရဲ့အတိပ္ပယ်ကကျတော့ကျုပ် ကျော်ပေါ့ကျုပ်ကျော်ဆိုရဲကျုပ်မှွေကျော်လို့ပြောရမလားဒီမှာပုံလေးတွေပေါ့ဒါလေးတွေ omelette ကြီးအတိတ်ပဲပေါ့ဆိုတော့ဒီကျုပ်ဟိုကျော် sorry we all know people or sorry you ask them if the omelette they just ate through sa like the ဒီကျုပ်ကျော်ထဲမှာထားပါတော့ဒါ had onion on it အဲ့ဒီမှာကျက်သွန်းနီပါလား and and they can't tell you ပါလားလို့မေးလိုက်ရင်တော့ပါလားမပါဘူးလားပြန်ပြည့်စင် jacket နဲ့မပြောနိုင်ဘူးစဉ်းစားဟုတ်လားပါလားမပါဘူးလားပြန်စဉ်းစားနေရလိမ့်မယ်ပေါ့ဆိုတော့ sets robert to elsibur ဆိုတဲ့သူကပြောတယ် who abandon သူက abandon ရဲ့အဓိပ္ပာယ်ကတခုခုစွန့်လွတ်ခဲ့ left who abandon his fast paced life the fast paced ရဲ့အဓိပ္ပာယ်ကတော့ quick အယံမြန်နဲ့ hurry အလင်းစလိုမျိုးသူအမြဲတမ်းဘဝကိုအမြဲတမ်းမြန်မြန်အလောတကြီးဒီရှင်သန်နေရတဲ့ဘဝကို abundance of the sun located to robert to lc burzrek and to become a certified instructor certified ဆိုတာတခုခုမှအတိအမှတ်ပြုတဲ့လက်မှတ်ရတာမျိုးပြောချင်တယ် instructor ဆိုတာနီးပြပေါ့ of mindfulness ဒီ mindfulness ဆိုတာစိတ်ကိုတည်ငြိမ်အောင်အေးချမ်းအောင်လူတွေကိုဟို ဟိုနိပြပေးတဲ့သူလမ်းပြပေးတဲ့သူအနေနဲ့အတိမတ်ပြုတဲ့သူတယောက်ဖြစ်လာဖို့အတွက်ဒီသူ့ရဲ့ first space life ကိုဆွမခဲ့တဲ့သူ after ပြီးရင် now and an illness an illness ရာဒီနေမကောင်းတဲ့ နေမကောင်းခြင်းပေါ့ဖျားနာခြင်းတခုဒါယောဂတခုပေါ့ through him into through him into ကကြတော့ idiom phrase လေး to put someone into a difficult situation ဒါဒုက္ခရောက်တဲ့အခြေအနေတခုရောက်အောင်ဖြစ်စေတာပေါ့ illness through him into ဒါသူယောဂတခုရလိုက်တယ်ပေါ့ကွာ a period of acute stress accuse ရတဲ့ဘယ်ကြတော့ပြင်းထန်တဲ့အာဒီ အရန်ဆိုးရတဲ့စိတ်ဖြစ်စည်းမှုကိုဒါသူခံစားရတဲ့ခံစားပြီးတော့သူဒါအာစိတ်ရောကိုယ်ရောမကျန်းမာခြင်းကိုသူခံစားရမှာပေါ့ကွယ်ဆိုတော့အဲ့လိုဖြစ်ပြီးရဲ့နောက်ပိုင်းမှာသူဟာဒီဒီအတိမတ်ပြုစိတ်အေဂျင့်ခြင်းစိတ်တည်ငြိမ်ခြင်းကိုဟိုလူတွေကိုဟိုလမ်းဟိုတင်ကြားပေးတဲ့အတိမတ်ပြုစရာတယောက် ဖြစ်လာတယ်ပေါ့အဲ့ဒီယောဂဝင်တော့သူခံစားပြနောက်ပိုင်းမှာ one way to reach a state of mindfulness ဒီလိုမျိုးစိတ်တည်ငြိမ်အေးချမ်းခြင်းကိုဖြစ်လာဖို့အတွက်ဆိုရင် is through meditation တရားထိုင်တာပဲ which helps filter the information filter ရဲ့အဓိပ္ပာယ်ကျတော့ရေးတွေပါတယ်ဆိုရင် filter လုပ်တယ်ဆိုရင် တို့စစ်ထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုး purify ဆိုတာတန့်စင်အောင်လုပ်တယ် clarify ရှင်းလင်းအောင်လုပ်တယ်ဒီတို့ရကင်မရာတွေမှာဆိုရင်ကွာမျက်ဟိုတက်ပုံရက်လိုက်တယ်တက်ပုံရက်လိုက်တဲ့အချိန်မှာဆိုရင်မျက်နှာမှာအဖူပိန်တွေရှိနေအမာရွတ်တွေရှိနေရအမျိုးစင်တို့ရပြင်ကျင်နေဆိုရင် filter လုပ်တယ်ဆိုတာမျိုးသုံးကြ right ဆိုတော့ဒီလိုမျိုးနဲ့သုံးတယ် filter the information အချက်လက်တွေကိုဒါဒီတန့်စင်ပြလိုက်တယ်စစ်စစ်ပေးရပေါ့ that reaches us တို့တွေစီကိုရောက်လာ from the outside world ဒါအာဒီ ဆိုရှယ်မီဒီယာကနေတော့လကောင်းဒါတငယ်ချင်းနေနဲ့လုပ်ပေါ်ခံပေးတဲ့နေစကားတွေပါတယ်ပြောရင်းနဲ့ဒါလုပ်ငန်းခွင်ပဲဖြစ်ဖြစ်အင်ကိုပြင်ရင်းနဲ့ဖြစ်ဖြစ်ဒါကိုယ့်ရဲ့ environment ကိုသွားလာလှုပ်ရှားရင်းနဲ့ဒါပြင်ပကဘာကနေကိုယ့်စီကိုရောက်လာတဲ့ information တွေကိုဒါကိုယ့်အတွက်လိုအပ်တဲ့အရာလားမလိုအပ်တဲ့အရာလားကိုယ့်အတွက် healthy ဖြစ်တဲ့ information လား healthy မဖြစ်တဲ့ဟာလားဒါဒီ information ကကိုယ့်စီမှာတင်ထားမဲ့အရာလားမတင်ထားမဲ့အရာလားဒီလိုဟာတွေကို meditation လုပ်ရခြင်းညာရင်ကိုယ်က filter လုပ်နိုင်တယ်ဆိုတော့ it can also be achieved အာဒီလိုမျိုး filter လောက်တာကိုဘယ်လိုဒီလိုနေနေရသေးလဲဆိုရင် through breathing exercise အသက်ရှူတဲ့လေ့ကျင့်ခန်းလုပ်ရင်အဖြစ် or yogurt yogurt sorry yogurt yogurt ဆိုတာဒီ yogurt ကျင်လာရဲ့ and body scans တာကိုရဲ့စိတ်နဲ့ခန္ဓာကိုပြန်ပြီးတော့ sensitivity ကြည့်ရပေါ့ body scan ဆိုတာကကြာလဲမျိုးလုံးလေးမိထားပြီးကိုယ်ခန္ဓာကိုကိုယ်ဒါသတိပြုပြီးသတိရှုလိုက်တဲ့ဟာပဲအဲ့လိုမျိုးပြောချင်တာပဲ so achieving mindfulness ဒီလိုမျိုးစိတ်ကို အေဂျင့်တော့အောင်တည်ငြိမ်တော့အောင်လုပ်တာက involves a gradual process of training ဒါ gradual or slowly လို့ပြောချင်တာတဖြည်းဖြည်းချင်း process of training တဖြည်းဖြည်းချင်းလေ့လာလေ့ကျင့်ရတယ်ဆိုတော့မျက်လုံးလေးမှိတ်ပြီးငုတ်တူလေးထိုင်လိုက်တာနဲ့ mindfulness ကိုကိုကရတာမှမဟုတ်ဘူးဒါပေမဲ့လေလုံးဝမလုပ်တာတဲ့ဆိုင်တော့ကိုကအာ1% or the count 0.1% or the count ကိုလေ့ကျင့်တဲ့အာဘယ်လိုရမလဲပမာဏပုံမူတည်ပြီးတော့ဒါကိုယ့်ရဲ့ ဟိုဒီ mindfulness ကညံ့ညံ့မြများလာနိုင်မယ်ပေါ့တည်တာလာနိုင် but with a bit of practice ဒီလိုနည်းနည်းချင်းစီကိုလေ့ကျင့်သွားရင်ね we can learn to focus our mind completely ဒါကိုရဲ့စိတ်ကိုကိုပြန်ပြီးတော့အာယုံစိုက်ဖို့အတွက်လုံးဝအာယုံစိုက်နိုင်ဖို့အတွက်ဒါကိုရိလေ့ကျင့်နိုင်တယ် which reduce ဒီလိုမျိုးကိုက focus လုပ်နိုင်တယ် short ချပေးတယ် stress စိတ်ဖိစီးမှုတွေကို short ချပေးတယ် and help us live longer ပို့ပြီးတော့တက်ရှိကျန်းမာစွာရှင်သန်နိုင်မှုအတွက်ပို့ပြီးတော့အထောက်အကူဖြစ်တယ်ဒီ ကိုအာဒီစာဖတ်တဲ့လူတိုင်းနားထောင်နေသူတိုင်းကအသက်ရှိရှိနေခြင်းကမှာအာမဟုတ်ဘူးလို့စီစီမြင်နေဒါကိုဟာအသက်ရှိရှိနေခြင်းလို့တော့လည်းကောင်းမနေခြင်းလို့တော့လည်းကောင်းအာဒါပေမဲ့လည်းစီစီနေနဲ့ဘာယုံကြည်လဲဆိုရင်ဟိုကိုရှင်တန်နေထိုင်ခွင့်ရတဲ့အတိုင်းတာကာလအာအတော်တွင်းမှာတော့ကိုဟာလူတိုင်းဟာပေါ့အာစိတ်အေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကိုလိုချင်တဲ့အရာတွေကိုရရှိအောင်အောင်တိဆောက်ရင်းနဲ့ရှင်သန်သွားဖို့အတွက်ထောက် ထိုက်တန်တဲ့သူတွေတရလူတိုင်းထိုက်အရှင်းတန်နိုင်တယ်လို့ဆိုရင်ယုံကြည်တဲ့အတွက်ကြောင့်ဒီစာအုပ်ထဲအကြောင်းအရာတွေကိုဒါဒီလိုမျိုးဖတ်ပြရင်လည်းမျှဝေခြင်းဖြစ်တယ်ဆိုတော့ပထမတစ်ခုပြီးသွားပြီဆိုတော့ဒီတစ်ခါမှာဆီရှိကတာ English လို့လေးပဲတိတက်ဖတ်ပြမယ် Be mindful about reducing stress Whether or not the threats we perceive are real, stress is an easily identifiable condition that not only causes stress but is also highly psychosomatic, affecting everything from our digestive system to our skin. This is why prevention is so important in avoiding the toll that stress takes on us, and why many experts recommend practicing mindfulness. The central premise of this stress reduction method is focusing on the self, noticing our responses, even if they are conditioned by habit, in order to be fully conscious of them. In this way, we connect with the here and now and limit thoughts that tend to spiral out of control. We have to learn to turn off the autopilot that's steering us in an endless loop all know people who snack while talking on the phone or watching the news. You ask them if the omelette they just ate had an onion in it, and they can't tell you, says Roberto Elsiber, who abandoned his fast paced life to become a certified instructor of mindfulness after an illness threw him into a period of acute stress. One way to reach a state of mindfulness is through meditation, which helps filter the information that reaches us from the outside world. It can also be achieved through breathing exercises, yoga, and body scans. Achieving mindfulness involves a gradual process or training, but with a bit of practice, we can learn to focus our mind completely, which reduces stress and help us live longer. စာဖတ်လို့ပြီးသွားပြီဆိုတော့အခုဆူရှိဖတ်ပြခဲ့တဲ့အကြောင်းအရာတွေမှာစာရေးတဲ့သူကပေးခြင်းတဲ့ main message ကပါလဲဆိုတော့ကိုဒီ comment ထဲမှာမျှဝေပေးရင်ဟိုလေဖိတ်ခေါ်ခြင်းပါတယ် and Thank you so much for watching everybody and see you in the next video. Bye bye.